မင်္ဂလာပါရှင်ကျမကတင်ပါဒီနေ့ဂျွန်လ18ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်မှာစစ်တပ်နဲ့ PNO ပြည်သူ့စစ်ထိုးစစ်ကြောင်းပြည်သူတောင်းချီစစ်ပေးရှောင်နေရတဲ့တဲ့စစ်တပ်စစ်ကြောင်းနဲ့ TNL တို့နောင်ချိုလောက်ခွဲမှာတိုက်ပွဲဆက်ဖြစ်နေရတဲ့တဲ့ဟာကန်မော်စီစာရွာနေတိုက်ပွဲမှာစစ်တပ်အရာရှိအပါအဝင်တေဆုံးထိခိုက်မှုများတဲ့တဲ့မင်းလာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေတဲ့တဲ့ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်နေပြည်နယ်လွိုင်ကော်မြို့နယ်ဒီမော့ဆွန်မြို့တို့မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ဥတီစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံပြည်သူတောင်းတဲ့ချေစစ်ဘေးတိတ်ချောင်နေရပါတယ်။စစ်ဘေးတင့်ပြည်သူ၄000ဝန်းကျင်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးနဲ့နေရာချထားနိုင်ရတဲ့အတွက်ကရင်နေပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC ကမနေ့ကအကူအညီတောင်းထားပါတယ်။ဂျွန်လဇန်ပိုင်းကစလို့ထေခေါ်မြို့နယ်အရှိတ်ကန်လွယ်ဘောအုပ်စုကတစဉ်စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကြောင့်စစ်ဘေးအသင်းနဲ့ကျေးရွာအုပ်စု၅ခုမှာ ိမ်အောင်စု8000ထိရှိတယ်လို့သိရပါတယ်။စစ်တပ်နဲ့ပိုးပြည်သူစစ် PNO ပူးပေါင်းကစစ်ကြောင်းထိုးမှုကြောင့်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးမြေပြင်ထိုးစစ်အပြင်လက်နက်ကြီးပြက်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့တယ်လို့စစ်ရှောင်းရေးကူညီနေသူတွေကပြောပါတယ်။စစ်ရေးအချက်အလက်တွေရောစစ်တပ်နဲ့ PNO ပြည်သူစစ်တို့ပူးပေါင်းကအင်အားတထောင်ဝန်းကျင်နဲ့ခေခုံအရှိတ်ကန်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။လက်ရှိစစ်ရှောင်းနေရတဲ့ရွာအုပ်စုတွေဟာဆောင်းနှန်းခဲ၊လွယ်ပုံ နန်းပေါ်လုံးနန်းစွန့်နဲ့ဘိန်းနေကုန်းတို့ဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာဖေခုံမြို့နယ်တကြောလုံးကိုပြန်ဆိုးမှုနိုင်ဖို့နဲ့စစ်ဆောင်ပြည်သူတွေကိုသူတို့အုပ်ချုပ်တဲ့နေရာစီတွန်းဖို့ဖို့ကြံစီနေတာလို့ကရင်နေစစ်ရဲသတင်းမြက်ကသုံးသပ်ပါတယ်ကရင်နေပြည်ခြားကလာအုပ်ချုပ်ရေးကောင်စီအရင်စီကတော့စစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးကူညီမှုတွေကိုလှောက်ဆောင်နေပေမဲ့လိုအပ်ချက်တွေအလွန်ကြီးမားနေစေလို့အသိပေးထားပါတယ်အာနာသိန်းစတက်ဟာပြည်သူတွေလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကိုနီးလဲမျိုးစုံနဲ့ထိန်းချုပ်ကန့်သတ်နေတယ်လို့ IC ကဆိုပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မန္တလေးမူဆယ်ပြည်တော်စုလမ်းမကြီးပေါ်ကအုံမတိနဲ့ရေမောင်းတန်းကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တန်တက် TNL ကဒီနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ပြည်တော်စုလမ်းမကြီးရဲ့ပြည်ဦးလွေနောင်ချုံလမ်းပိုင်းပေါ်နောင်ချုံမြို့နယ်ဆက်နမိုင်ခန့်အကွာဝေးတဲ့လမ်းခွဲနေရာအနီးမှာအုံမတိနဲ့ရေမောင်းတန်းရွာတို့မှာ ပြည်ဦးလင်ကနေဆက်ကြောင်းထိုးနေတဲ့စက်ကောင်စီတက်နဲ့ TNLA ပူပေါင်းတက်တို့ကြားဂျွန်လာ15ရက်ကလေးကတိုက်ပွဲဖြစ်ပွားနေတာပါပြည်ဦးလင်မြို့နယ်ကဝက်ဝံကြီးရွာမှာအထိုင်ချခံစစ်ပြနေတဲ့စစ်တပ်ဟာမန္တလေးလာရှိုးလမ်းမကြီးကတစက်ဝက်ဝံဘန်းပွဲနှောင်းချိုးဆိုပြီးဆက်ကြောင်းထိုးနေပါတယ်အုံမတိနဲ့ရေမောင်းတန်းတို့ကလမ်းခွဲနေရာရဲ့ဟိုဘက်ဒီဘက်ခြံပေါ်အုံမတိကလမ်းခွဲရဲ့ပြည်ဦးလင်ဘက်ခြံမှာရေမောင်းတန်းကလမ်းခွဲရဲ့နှောင်းချိုးဘက်ခြံမှာအဲ့ဒီနေရာတွေမှာဖြစ်နေတာလို့နှောင်းချိုးမြို့ခံတူကပြောပါတယ် ။နောက်ပြီးနောင်ချုံမြို့နယ်တောင်ဘက်ကကံကြီးရွာနောက်မှာစစ်ကောင်စီတပ်နဲ့နေတိုင်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဇနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ခေါင်းဆောင်ဦးထွန်းနိုင်ကမနေ့က People's Wing ကိုပြောပါတယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာရွာနီးမှာဒီနေ့တိုက်ပွဲပုံမပြန်ထလာပြီးစစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်မှုများတယ်လို့ကချင်စစ်ရဲသတင်းမြက်ကပြောပြပါတယ်။စစ်တပ်ဘက်ကတေဆုံးသူတွေထဲအရာရှိတချို့ပါဝင်တယ်လို့ကချင်စစ်ရဲသတင်းမြက်ကပြောပြပါတယ်။ ဒီနေ့မနက်ပိုင်းမှာမော်စီစာရွာနီးကဖျက်ကုန်းမှာဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာခဲ့တယ်လို့ရင်းမြက်ကဆိုပါတယ်။လုံခင်းတိုက်နယ်တန်စင်းပြူဟာကုန်းကဘုံမှုအစစ်နဲ့တပ်ဖွဲ့ဝင်30ခန်းအသေးပြောက်ရှိခဲ့တယ်လို့တချင်းတရင်းမြက်ကပြောပြပါတယ်။စစ်တပ်စစ်ကြောင်းမှာအင်အားတရာခန့်ပါဝင်ပြီး TIA KPDF ပူးပေါင်းတပ်ကိုဖယ်ရှားခိုင်းရကနေထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ရဲ့ပြူဟာကုန်းကနေလက်နက်ကြီးတွေပြက်ခတ်နေတာကြောင့်ပြည်သူတွေအနေနဲ့ လက်လက်ကြီးနဲ့လေကြောင်းအနရဲ့သတိပြုကြဖို့တော်လရေးအင်အားစုတွေကသတိပေးပါတယ်။မော်စီစာကျောင်းသားလက်လက်ကြီးကြတဲ့ကျောင်းတွေလည်းပိတ်လိုက်ပါပြီ။ဒေသခံတွေဟာအိမ်တွေထဲမှာပိတ်မိနေပါတယ်။ယူဟာကုန်းကနေလက်လက်ကြီးပဲလှမ်းပစ်နေတယ်။တိုက်ပွဲက ပိုပြင်းထန်လာတယ်လို့ဒေသခံတူကပြောပြပါတယ်ရှင်။ပဲခူးတိုင်းမင်းလာမြို့နယ်ထဲကရန်ကုန်ပြည်လမ်းပိုင်းအပေါ်ဝင် နေရာလေးနေရာမှာတိုက်ပွဲဖြစ်ပွားနေပြီးဘုံမှုအဆက်အပေါ်ဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တိုက်ဆုံးတာ စစ်ရေးဆက်လက်တင်းမာနေတယ်လို့သိရပါတယ်။မင်းလာမြို့နယ်အုတ်တွင်းရွာနဲ့ရန်ကုန်ပြည်လမ်းပိုင်းနှစ်နေရာမှာမင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒီနေ့မှာတာလေးရွာမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံသတင်းမြစ်ကပြောပြပါတယ်။မင်းလာမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ကဗိုလ်မှူးအဆင့်ထိတိုက်ဆုံမှုရှိတယ်လို့စစ်ရေးသတင်းမြစ်တူက People's Win ကိုပြောပါတယ်။ပဲခူးရုံးမှာ PDF viewer 20နှစ်နဲ့မဟာမိတ်တွေကစစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီးမကြောင်မီသတင်းထုတ်ပြန်မယ်လို့ဆိုပါတယ် ဒါပေမဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပြတ်ခတ်မှုတွေကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုရှိတယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်းတပ်ပွဲမှာစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးပြတ်ခတ်လို့ဖားလေးကွေးမြောက်စုရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးအမျိုးသမီးတဦးဒေဆုံးကတဦးတရာရရှိခဲ့တယ်လို့မျိုးခန့်တဦးကပြောပြပါတယ်ရှင်။ People's Fan ရဲ့နောက်ဆုံးရညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။